မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကဒေါက်တာအနန္ဒဘာသာကလကတာဘာသာပြန်ဆိုထားတဲ့ဗုဒ္ဓဓမ္မအစွန်းနှိချက်များဆိုတဲ့စာအုပ်ထဲကဗုဒ္ဓဝါဒဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်အောက်ကမိခွန်းရဲ့အဖြစ်များကိုဖတ်ပြပူဇော်ချင်ပါတယ်ရှင်မိခွန်းဗုဒ္ဓဝါဒဆိုတာဘာပါလဲအဖြစ်ဗုဒ္ဓကနေစပြီးဗုဒ္ဓဝါဒဆိုတဲ့ဝေါ်ဟာရဖြစ်လာတာပါ ဗုဒ္ဓနိုးထခြင်းလို့အဓိပ္ပာယ်ရလေတော့ဗုဒ္ဓဝါဒဆိုတာနိုးထခြင်းသဒ္ဒနာပါပဲသိတ္တထဂေါရမဆိုတဲ့ပုဂ္ဂိုလ်ကိုဗုဒ္ဓလို့ပဲလူတွေကအသိများကြတယ်ဗုဒ္ဓဟာတတ်တော်36နှစ်အရွယ်မှာသူကိုယ်တိုင်နိုးထခဲ့သူဖြစ်ပြီးတော့ဒီနိုးထခြင်းသဒ္ဒနာဗုဒ္ဓဝါဒဆိုတာကိုဂေါရမဗုဒ္ဓရဲ့ကိုရတိုင်ဖြတ်တန်းလာခဲ့ရတဲ့ဘဝအတွေ့အကြုံတွေပေါ်မူတည်ပြီးအခြေခံပြီးတော့တည်ဆောက်ထားတာဖြစ်ပါတယ် ယခုအခါဗုဒ္ဓဝါဒရဲ့တက်တန်းကနှစ်ပေါင်း2500ကျော်လာပါပြီ။တက္ကပါလုံးအတိုင်းတာအရဗုဒ္ဓဘာသာဝင်ဥယျာဟာတန်ပေါင်း300ကျော်ခန့်ရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်တရာခန့်ကအထိတော့ဗုဒ္ဓဘာသာဟာအာရှတသနာအဆင့်လောက်ပဲကျေပြန့်နိုင်ခဲ့တာပါ။အခုခေတ်မှာတော့ဥရောပနဲ့အမေရိကတို့မှပါ အလွန်ပဲကျေပြန့်စွာလိုက်စားလာကြပါပြီ။မေကွန် ဒီလိုဆိုရင်ဗုဒ္ဓဝါဒဟာ philosophy ဆိုတဲ့အတွေးခေါ်တရားမျှသားဖြစ်ပါသလားအဖြေ philosophy ဆိုတာ philo နဲ့ sophia ကိုပေါင်းစပ်ထားတာဖြစ်ပါတယ် philo ကမြစ်တာလို့အဓိပ္ပာယ်ထွက်ပြီး sophia ကပညာလို့အနက်ရပါတယ်ဒါကြောင့် philosophy ဆိုတာပညာနဲ့ရှင်နဲ့မြစ်တာဒါမှမဟုတ်မြစ်တာနဲ့ပညာပါပဲအဓိပ္ပာယ်ဖွင့်ပုံနှမျိုးလုံးကဗုဒ္ဓဝါဒကိုအပြည့်အဝဖော်ညွှန်းနိုင်ပါတယ် ဗုဒ္ဓဘာသာရဲ့သုံးသင်ချက်ကရှင်းလင်းတိကျစွာသဘောပေါက်နားလည်စေဖို့အတွက်အသိဉာဏ်ပညာရဲ့အစဉ်ကိုအစွမ်းကုန်မြင့်တင်ဖို့ကြိုးစားရမယ်။တရားဝါရီအလုံးကိုမိတ်ဆွေရင်းချတွေလိုသဘောထားနိုင်အောင် အကျဉ်းတရားနဲ့မေတ္တာတရားကို တိုးမြင့်ပွားများပေးရမယ်ဆိုတာပဲဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဟာ philosophy ဆိုရင်လည်းဟုတ်ပါတယ်။ philosophy မိဂာမေတ္တာများတော့မဟုတ်ဘူး။အမြင့်မားဆုံး philosophy လို့ဆိုရပါလိမ့်မယ်။ မိကောဗုဒ္ဓဆိုတာကတော့ဘာသူပါလဲအဖြေ BC 963ခုနှစ်မှာအိန္ဒိယမြောက်ပိုင်းကဘီဟင်မြို့နယ်ထဲမှာခလိငယ်တူမွေးဖွားတန်ဆင်ခဲ့ပါတယ်။သူဟာစီးစိမ်ဥစ္စာတွေအရှံပဲပြည့်စုံစွာနဲ့စိတ်ဆကြနေထိုင်ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့သူဟာနောက်ပိုင်းကျတော့ဒီ Lucky စီးစိမ်ရိတ်ငြိမ်တွေမှာလုံခြုံစိတ်ချမှုဆိုတာတွေကထောင်စဉ်ချမ်းမြေ့ပျော်ရွှင်မှုအတွက်အမခံချက်ပေးနိုင်တဲ့အရာတွေမဟုတ်ဘူးဆိုတာကို သိမြင်သဘောပေါက်လာခဲ့ပါတယ်။ပတ်ဝန်းကျင်မှာသူတွေ့မြင်ကြုံဆုံခဲ့ရတဲ့ဆင်းရဲညွန်ညမှုဒုက္ခဆရာတွေကလည်းသူ့ကိုအတော်ပဲတုံ့လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ဒါနဲ့ပဲသူဟာဘဝရဲ့ငြိမ်းမှုအကြောင်းခံတရားကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်။အသက်29နှစ်အရွယ်မှာမိမနဲ့ကလေးကိုစွန့်ပစ်ပြီးတော့အဲရီခီရဲ့ထိတ်တန့်ဘာသာရေးခေါင်းဆောင်ကြီးရီစီကို နီးခံတင်ယူဖို့ချီကပ်ခဲ့တယ်။ အဲ့ဒီဆရာကြီးတွေကလည်းသူကိုဖိဖိစီစီတင်ပြပေးကြပါတယ်။ဒါပေမဲ့အဲ့ဒီဆရာကြီးတွေထဲမှာကိုကဘဝဒုက္ခတွေဟာဘာကြောင့်ဖြစ်ပေါ်လာရတယ်။အဲ့ဒီဒုက္ခတွေကိုဘယ်လိုလုပ်ပြီးကျော်လွှားနိုင်မယ်ဆိုတာကိုတတ်သိနားလည်သူတယောက်မှမပါဝင်ကြပါဘူး။နောက်ဆုံး6နှစ်ကြာမြတ်တရားတွေကိုအပတ်တကုတ်စူးစမ်းအားထုတ်ခဲ့ပြီးတဲ့နောက်မှာတော့မတိမှုမောဟတွေအလုံးကိုပယ်ဖျောက်နိုင်စွမ်းရှိတဲ့ညံတော်တစ်မျိုးကို သူပိုင်ဆိုင်လာခဲ့ပါတယ်။ အဲ့ဒီကလေးကစားပြီးသူ့ကိုဗုဒ္ဓနိုးထသူလို့ခေါ်လာကြတာပဲဖြစ်ပါတယ်။ဖျားအဖြစ်ကိုရောက်တော်မူပြီးရဲ့နောက်ဗုဒ္ဓဟာ45နှစ်ကြာအသက်ရှင်နေထိုင်ခဲ့ပါတယ်။45နှစ်တာကာလတိုင်တိုင်းသူထိုးထွင်းသိမြင်တော်မူခဲ့တဲ့တစ္ဆာတရားတော်ကိုတတဝဝိနည်းရတွေကို ဟောညွှန်ချွေချော်ရင်းအိန္ဒိယမြောက်ပိုင်းတစ်ခွင်လုံးကို ခရီးဒေသစာရီလှည့်လည်တော်မူခဲ့ပါတယ်။ဗုဒ္ဓရဲ့မဟာကရုဏာတော်နဲ့တိခတ်မှုခန္တီတရားတော်တွေကတော့ အံ့ဩရလာအောင်ကိုကြီးများမြင့်မြတ်လာပါတယ်။ထောင်ချီတဲ့သူတွေကိုတပည့်သားသမီးတွေဖြစ်လာအောင်ဟောညွန်သွန်သင်တော်မူခဲ့ပါတယ်။တတော်80အရွယ်မှာအိုမင်းရင်ရုံမှုနဲ့နာမကျန်းမှုဒုက္ခတွေကိုခံစားတော်မူရပေမဲ့ငြိမ်းချမ်းစွာနဲ့ပဲပြိဋိဘံဆောင်ဝင်တော်မူခဲ့ပါတယ်။မိကွန်မိမနဲ့ကလေးကိုစွန့်ပြပြီးတောထွက်ခဲ့တာဆိုတော့ဗုဒ္ဓမှာတာဝန်မဲ့ရာမရောက်ပြီဘူးလားအဖြစ် ဗုဒ္ဓဟာသူ့မိသားစုကိုအလွယ်ကလေးနဲ့ဆွန့်ပစ်ရက်ခဲ့တာတော့မဟုတ်ပါဘူး။သူ့အနေနဲ့နောက်ဆုံးဆွန့်ခွာမှုမဖြစ်ခင်မှာကာလအတော်ကြာစိုးရိမ်ပူပန်ပြီးစုံစုံဆိုင်ဆိုင်ဖြစ်နေခဲ့ရတာပါ။ဒါပေမဲ့သူ့ရွေးချယ်ဆုံးဖြတ်ရမှာကသူဟာသူ့မိသားစုတစ်ခုတည်းအတွက်လားတစ်လောကလုံးအတွက်လားဆိုတာပါပဲ။သူ့ရဲ့ကြီးမြတ်လာတဲ့မဟာကရုဏာတက္ကံကတစ်လောကလုံးအတွက်သူ့ကိုယ်သူအတုံးချခံသွားမယ်ဆိုတဲ့လမ်းကိုပဲနောက်ဆုံးရေးဖြစ်ခဲ့ပါဗျ။ သူ့ရဲ့အနစ်နာခံဆွန့်လွတ်ရုံးခံခဲ့မှုကြောင့်တလောကလုံးအကျိုးများနေတော့မှာပဲ။ဒါကြောင့်ဒါဟာတာဝန်မဲ့ရမရောက်တဲ့အပြင် မကြုံစဘူးထူးကဲကြီးမြက်လာတဲ့ဆွန့်လွတ်မှုမဟာပရိစ္ဆာကပဲဖြစ်ပါတယ်။မိကောဗုဒ္ဓဟာတတ်တော်ထင်ရှားမရှိတော့ပါဘူး။ပြိနိဗ္ဗာန်ပြုသွားပါပြီ။ဒီတော့ဘလို့လုပ်ပြီးဗုဒ္ဓကလူတွေကို အကူအညီ ပေးနိုင်ပါအောင်မလဲ။အဖြစ် လျှက်စစ်တပ်ကိုတီထွင်ဖော်ထုတ်ခဲ့တဲ့ Friday ကကွယ်လွန်ခဲ့ပါပြီ။သူဖော်ထုတ်ခဲ့တဲ့လျှက်စစ်တပ်ကတော့အကျိုးပြုနေတော့မှာပဲ။လူဝစ်ပစ္စယဆိုရင်ယောဂအတော်များအတွက် ကုထုံတွေကိုဖော်ထုတ်ချမှတ်ခဲ့ပါတယ်။သူ့ရဲ့စိတ်သိပံတွေ့ရှိချက်တွေကအသက်ပေါင်းများစွာကိုကဲတင်နေတော့မှာပဲ။ Leonardo da Vinci ရဲ့အနုပညာမြောက်လှတဲ့ဖန်တီးမှုတွေကလူတွေကိုရှင်မြူးတွက်ကြတဲ့ရတာတွေပေးနေတော့မှာပဲ။ သူတော်စင်တွေနဲ့သူရဲကောင်းတွေဟာလွန်ခဲ့တဲ့ရာစုနှစ်အတော်ကြာကလေးကကွယ်လွန်ခဲ့ကြပြီဖြစ်ပေမဲ့သူတို့ဖန်တီးခဲ့ကြတဲ့လောက်ရက်တွေနဲ့အောင်မြင်ဖြစ်ထွမှုတွေကိုမျိုးဆက်သစ်တွေကဖတ်ရှုသိရှိရတဲ့အခါပကုံးပြောင်းဆက်ခံဖို့စိတ်အားတွေထက်သန်နေတော့မှာပဲအလားတူဗုဒ္ဓဟာတတ်တော်ထင်ရှားမရှိတော့ပေမဲ့နှစ်ပေါင်း2500ကျော်လာပြီဖြစ်တည်တိုင်းဗုဒ္ဓရဲ့လက်ညှိုးမှုတွေကလူတွေကိုအကျိုးပြုစေပါပဲ။ ဗုဒ္ဓရဲ့အဆန္ဒမူဓာတွေကလည်းလူတွေကိုအတက်စီတော့မှာပဲဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေဟာလူတွေရဲ့ဘဝတွေကိုအဆိုးကနေအကောင်းဖက်စီပြောင်းလဲပေးနေစေဖြစ်ပါတယ်ပြိဋိဘံပြုတော်မူပြီးတဲ့နောက်ရာစုနှစ်တွေချီပြီးသူ့ရဲ့အရှိန်အဝါကိုအများဆုံးရိုက်ခတ်ပေးနိုင်စွမ်းသူကတော့ဖြစ်ဗုဒ္ဓပဲဖြစ်ပါတယ်မိကွန်ဗုဒ္ဓကတော့ဖန်ဆင်းခြင်းတဆူဖြစ်ပါသလားအဖြစ် ဗုဒ္ဓဟာဖန်ဆင်းရှင်တဆူမဟုတ်ပါဘူး။သူဟာဖန်ဆင်းရှင်တဆူဖြစ်ကြောင်းဘယ်တော့မှမိမ့်မွတ်တော်မူမူခဲ့သလိုဖန်ဆင်းရှင်ရဲ့တားတော်တပါးဒါမှမဟုတ်တမန်တော်တပါးဖြစ်တယ်လို့လည်းဘယ်တော့မှမဟောခဲ့ပါဘူး။ဗုဒ္ဓဟာသူ့ဟာနဲ့သူပြည့်စုံပြီးမြောက်သူဖြစ်ပြီးတော့သူညွန်ပြတဲ့နိလန်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင် လူသားဟာအဖက်ဖက်မှပြည့်စုံသူအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ပဲဟောတော်မူခဲ့ပါတယ်။မေကော ဗုဒ္ဓဟာဖန်ဆင်းရှင်မဟုတ်ခဲ့လို့ရှိရင်လူတွေကဘာကြောင့်ဗုဒ္ဓကို ကိုးကွယ်စည်းကပ်နေကြတာပါလဲအဖြေကိုးဝယ်မှုဆိုင်ရာပုံစံနီးနာတွေကတော့အမျိုးမျိုးပါပဲတစုံတစ်ယောက်ကဖန်ဆင်းရှင်ကိုကိုးကွယ်ပူဇော်ရမှာသူတို့ရဲ့ချီးကျူးတန်ကိုဖန်ဆင်းရှင်ဖရားကြားသိလိမ့်မယ်အလှဝတ္ထုတွေကိုလည်းလက်ခံပြီးတော့တောင်းနှဲ့စုကိုလည်းဖြည့်ဆည်းပေးမှာပဲဆိုတဲ့ယုံကြည်ချက်နဲ့အဲ့ဒီဖန်ဆင်းရှင်ဖရားဖရားမကိုချီးကျူးတယ် ခုံပြူတယ်လှူဒန်းတယ်ဆူတောင်း ပနာပြုကြတယ်ဗုဒ္ဓဘာသာဝင်တွေအဖို့မှာတော့အဲ့ဒီလိုပူဇော်ကိုးကွယ်မှုမျိုးကိုလုပ်လေလုပ်ထားမရှိကြပါဘူးပူဇော်ပုံနောက်တနည်းကတော့အမျက်တနိုးတယုတ်တည်ထားအပ်တဲ့သဆုံတယောက်ဒါမှမဟုတ်သဆုံတယောက်ကိုယူသေးတယ်ဆိုတာပြသလိုတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်ဆိုပါတော့စာသင်ခန်းထဲကိုဆရာဝင်ရောက်လာတဲ့အခါထရရကြတယ်လူကြီးလူကောင်းတယောက်နဲ့ဆုံတဲ့အခါလက်ဆွဲနှုတ်ဆက်ကြတယ် အမျိုးသားသချင်းကိုတီဆိုတိမှုတ်တဲ့အခါအလေးပြုကြတယ်။ဒါရီအားလုံးဟာလေးစားမှုပူဇော်သမှု ပြုကြောင်းပြတဲ့အမှုရာတွေပဲဖြစ်ပါတယ်။အဲ့ဒီသုံးတူဦးသုံးတရာအတွက်ယူတီလေးစားကြောင်း ဖော်ညွှန်းချက်ဖြစ်တယ်လို့ဗုဒ္ဓဘာသာဝင်တွေလောက်ဆောင်လေးရှိတဲ့ပူဇော်ပုံနီးနာလေးဖြစ်ပါတယ်။နူးဤတဲ့ခြေပမိုးတော်ပေါ်မှာလက်တော်ကိုဖြေလျှော့ချပြီးမဟာကရုဏာတော်အပြုံးကိုဆောင်းနှုံမှုထားတဲ့တမလင်ခွေဗုဒ္ဓရုပ်ပွားတော်တစုဟာ လူတွေရဲ့ရင်ထဲမှာငြိမ်းချမ်းမှုနဲ့မေတ္တာပွားများကြဖို့နှိုးဆော်နေသလိုပါပဲအမွှေးတိုင်းရဲ့ရဏံကတီလာဂုံကို အမှတ်ရစေသလိုစီမီရဲ့အလင်းကပညာရဲ့ဂုံပုတ်ကိုဖော်ဆောင်နေပါတယ်မကြခင်မှာပဲညှို့နှံနန်းဖတ်သွားတော့မဲ့ပန်းမွင့်လေးတွေကတော့တီမြဲခိုင်မာမှုမရှိတဲ့သဘောကိုအာယုံရောက်စေပါတယ်ဗုဒ္ဓကိုရှ िख ိုးပူဇော်တဲ့အခိုက်အတန့်မှာဒေသနာတော်တွေကိုဟောညွန်လန်းပြမှုအတွက် မိမိတို့အပေါ်တင်ရှိတဲ့ဗုဒ္ဓရဲ့ကျေးဇူးတော်အနန္တတွေကိုအာယုံယူပူဇော်ကြပါတယ်။ဒါဟာဗုဒ္ဓဘာသာတွေပြုလုပ်တဲ့ကိုးကွယ်ပူဇော်မှုတရားသဘောပဲဖြစ်ပါတယ်။မိဂွန်လူတွေပြောတာကြားဥပါတယ်။ဗုဒ္ဓဘာသာဝင်တွေဟာစင်တူ idol တွေကိုကိုးကွယ်ကြတယ်ဆိုပါသလား။အဖြစ်ဒီလိုမျိုးအပြောတွေဆိုတာကတော့အဲ့ဒီစကားပြောတဲ့ပုံကိုယ်တွေရဲ့ရေလိုက်လွဲနေမှုမပြေဝမှုကိုထင်ဟပ်စေတဲ့ဖော်ထုတ်ချက်မျှတာဖြစ်ပါတယ်။ ဖန်ဆင်းရှင် God အဖြစ်ကိုးကွယ်တဲ့ရုပ်ပုံဒါမှမဟုတ်ရုပ်လုံးရုပ်ထုတွေကို idol လို့ခေါ်တယ်လို့အဘိဓမ္မာကဖွင့်ဆိုပါတယ်။အထက်မှာဆွေးနွေးခဲ့သလိုဗုဒ္ဓဘာသာတွေဟာဗုဒ္ဓကိုဖန်ဆင်းရှင်တူဖြစ်တယ်လို့မယူဆကြပါဘူး။ဒါကြောင့်တစ်သားဒါမှမဟုတ်တထုတုံးကလေးတစ်ခုကိုဖန်ဆင်းရှင်အဖြစ်ဘယ်လိုလက်ခံလို့ရပါမလဲ။ကိုယ်ကမူဆိုင်ရာဘာသာရေးအလုံးမှာတော့သက်ဆိုင်ရာဘာသာဝါဒတွေကို ထောက်ဖော်ပြသဖို့အတွက် အမှတ်တင်ဂီတာ sample တွေကိုအသုံးပြုလေးရှိပါတယ်။ကြာအိုဘာသာမှာတော့ပဋိပက္ခရေကြာညညွတ်မြတ်တာမှုကိုအမှတ်သားပြုတဲ့ယင်ယံကိုအသုံးပြုကြပါတယ်။စိတ်ဘာသာမှာဆိုရင်စိတ်ဝိညာဉ်ကိုမျိုးလှောက်ရှားစေတဲ့တင်ဂီတာအဖြစ်ဓာတ်ရှိကိုအသုံးပြုပါတယ်။ခရစ်ယာန်ဘာသာမှာတော့ခရစ်တော်ရဲ့တသရှိတရှိမှုကိုထင်ရက်စေဖို့အတွက်ငါးရုပ်ကိုအသုံးပြုပြီးတော့ခရစ်တော်ရဲ့အနစ်နာခံဆွလွတ်မှုကိုဖော်ဆူဖို့အတွက် လဝါကတိုင်းချက်စီခတ်ကိုအသုံးပြုကြပါတယ်ဗုဒ္ဓဘာသာမှာတော့ဗုဒ္ဓဟာအရာရာအဖက်ဖက်ကပြည့်ပြည့်စုံတဲ့လူသားရဲ့အဖြစ်ကိုဖော်ပြဖို့အတွက်ဗုဒ္ဓအစင်းတူတော်ကို အသုံးပြုကြတာပဲဖြစ်ပါတယ်ဗုဒ္ဓသေတနာတော်အရာဗုဒ္ဓအစင်းတူတော်ဟာလူသားရဲ့အရေးပါမှုကိုထင်ဟပ်စေတာလည်းဖြစ်ပါတယ်ဗုဒ္ဓဝါဒဟာလူကိုယ်သာအတိကထားပြီးဖန်ဆင်းရှင်ကိုဗဟုပြုတဲ့ဝါဒမျိုးမဟုတ်ပါဘူး ဒါကြောင့်လည်းပြည်ပြည်စုံမှုနဲ့ထိုးထွင်းသိမြင်မှုကိုရှာဖွေတဲ့အခါအပြင်ဘက်ဘာဟိရဓမ္မတွေထဲမှာမရှာဖွေဘဲကိုခန္ဓာဆိုတဲ့အတွင်းဘက်အစာရသက်တရံမှာပဲရှာရမယ်ဆိုတဲ့အချက်ကိုလည်းဗုဒ္ဓရုပ်ဘွားတော်ကိုယ်ွယ်မှုကဖော်ညွှန်းနေတာဖြစ်ပါတယ်။ဒီတော့ဗုဒ္ဓဝါဒီတွေဟာဖန်ဆင်းရှင်တွေရဲ့ကိုယ်ဘွားဖြစ်တဲ့ idolatry ကို ကိုယ်ွယ်ကြတယ်ဆိုတာကတော့မမှန်ကန်ပါဘူး။မေကွန် ဗုဒ္ဓဘာသာဖျားတစောင်းတွေမှာဗုဒ္ဓဘာသာတွေဟာငွေဆက်ခုတွေကိုမီးရှို့လို့ရှို့နေထူးဆန်းတဲ့အမှုရာတွေအမျိုးမျိုးလုပ်နေကြတာတွေ့ရပါတယ်။ဘာကြောင့်ပါလဲ။အဖြေသဘောတရားကိုနားမလဲတဲ့အခါအရာရာဟာအထူးအဆန်းတွေကြီးဖြစ်နေမှာပါပဲ။ဒါမျိုးတွေကိုအထူးအဆန်းလုပ်ပြီးပယ်ချတင်မဲ့အစားဒါရီရဲ့အသွင်သဘောဆိုလိုချက်ကိုနားလည်သိရှိလာအောင်ပဲစူးစမ်းတင်ပါတယ်။ တစ်ခါတစ်ခါတချို့သောဗုဒ္ဓဘာသာဝင်တွေရဲ့လောက်ရက်တွေဟာဗုဒ္ဓရဲ့အစုံးအမပေါင်းကိုကျော်လွန်ပြီးတော့ဗုဒ္ဓဝါဒနဲ့မကိုက်ကျင်တဲ့နားလည်မှုလွဲမှာတာလူပိန်းကြိုက်အယူသေးတာတွေပေါ်အခြေခံပြီးလုံနေကြတာတွေရှိတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးရေးလိုက်လွဲနေကြတာဟာဗုဒ္ဓဘာသာတစ်ခုထဲမှာတော့မဟုတ်ပါဘူး။တခြားဘာသာတွေအားလုံးမှာလည်းပဲမကြာခဏတွေ့မြင်ရတတ်တာပါပဲ။ဗုဒ္ဓကတော့အသေးစိတ်တိတိကျကျရှင်းလင်းဟောပြောခဲ့တာပါပဲ။ အပြစ်အဝါနားမလဲရှာတဲ့တစုံတစ်ယောက်အတွက်တော့ဗုဒ္ဓအပေါ်အပြစ်မဖို့လောက်ပါဘူးဒီအချက်နဲ့ပတ်သက်ပြီးဗုဒ္ဓကိုရော်တိုင်းဟောပြတော်မူတာရှိပါတယ်ယောဂဝေဒနာတွေကို စိတ်မိတ်ခံစားနေရသူ လူနာတူသည်မိမိအနီးပါ၌စိစရာကြီးရှိပါလျက်စိကုသခံမှုရန် အာမထုတ်ဘူးဆိုရင်ဤဒီမှာစိစရာကြီးရဲ့အပြစ်မဟုတ်ပေအလားတူခိလိတာယောဂဖြင့်ဖြည့်စည်နှိမ့်ဆက်မှုတံကို အလူးအလှိတ်ခံနေရသူတူသည် ဗုဒ္ဓရဲ့ကုညီဖေးမမှုကိုရယူဖို့ရန် လုံးလမထုတ်ဘူးဆိုရင်ဤဒီမှာဗုဒ္ဓဤတာဝန်မဟုတ်ပေဗုဒ္ဓဘာသာကိုဖြစ်စေဒါမှမဟုတ်တခြားဘာသာတရားတစ်ခုခုကိုဖြစ်စေဟုတ်ဒီပတိတိတိပပလိုက်နာချစ်ဆောင်ခြင်းမရှိတဲ့သူတွေကအဲ့ဒီဘာသာတရားအပေါ်မှာမှားတယ်မှန်တယ်ဆိုပြီးအဆုံးအဖြတ်မပေးသင့်ပါဘူးဗုဒ္ဓရဲ့အမှန်ကန်တဲ့တရားတော်တွေကိုတတ်သိနားလည်ခြင်းဗုဒ္ဓစာပေပိဋကတ်တော်တွေကိုဖတ်ရမယ် ဗုဒ္ဓဓမ္မနဲ့ပတ်သက်လို့ကျွမ်းကျင်တက်မြောက်တဲ့ပုံကိုယ်ရေးစီချီးကပ်ဆွေးနွေးရပါမယ်။မိဂွန်ဗုဒ္ဓဝါဒဟာတိတ်ကောင်းနဲ့တိတ်မှန်နဲ့ဆိုရင်ဗုဒ္ဓဘာသာ နိုင်ငံတချို့ကြတော့ဘာကြောင့်ဆင်းရဲရင်းနဲ့နေကြတာပါလဲ။အဖြစ်ဆင်းရဲတယ်ဆိုတာစီးပွားရေးရှုထောင့်တစ်ခုတည်းကကြည့်ပြီးပြောမယ်ဆိုရင်တော့ဟုတ်ပါတယ်။ဗုဒ္ဓဘာသာနိုင်ငံတချို့ဟာဆင်းရဲကြပါတယ်။ ဒါပေမဲ့ဆင်းရဲတယ်ဆိုတဲ့စကားဟာဘဝအရေးသွေးဘဝတံပိုးနှိမ့်ချဆင်းရဲတာမျိုးကိုဆိုလိုတယ်ဆိုရင်တော့ဗုဒ္ဓဘာသာနိုင်ငံတွေဟာမဆင်းရဲတဲ့အပြင်ပိုလို့တောင်းချမ်းသာကြပါသေးတယ်။ဆိုပါတော့အမေရိကဟာကမ္ဘာမှာစီးပွားရေးအရာချမ်းသာကြွားပြီးလက်နက်နဲ့နိုင်ငံရေးအရာမှာလည်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာဒုစရိုက်အထူးပြောဆောင်နိုင်ငံလည်းဖြစ်ပါတယ်။တန်းချီရဲ့အမေရိကန်တက်ကြီးရွယ်အိုတွေဟာသူတို့သားမီးတွေရဲ့လစ်လူရှုခြင်းစွန့်ပစ်ခြင်းကိုခံရပြီးတော့ ဘိုးဘွားရိတာတွေမှာအထီးကျန်မှုဝေဒနာနဲ့ကွဲလွန်နေကြရပါတယ်။အကျန်းဖတ်မှုနဲ့ခလေးခွင်ရေးချိုးဖောက်မှုတွေကလည်းအဓိကပြည်တွင်းရေးပြဿနာတွေဖြစ်နေပါတယ်။အိမ်အောင်ရေးပိုင်းဆိုင်ရာဆိုရင်စုံတွဲသုံးတဲ့မှာတရွဲနှုံးကြ၊ကွာရှိမှုနဲ့ဆက်သိမ်းပါတယ်။ညဉ့်ဉန်းရုပ်ရှင်လိုမျိုးတွေကတော့ပေါ်မှပေါ်ပါပဲ။ငွေကြေးရချမ်းသာကြပါရဲ့ဘဝတံမှုကတော့တိတ်ဆင်းရကြပါရဲ့နောက်ဥပမာပေးစရာတစ်ခုရှိတာက စီးပွားရေးကြနောက်ကြကြရင်တဲ့မြန်မာနိုင်ငံပဲဖြစ်ပါရဲ့ မြန်မာလူငယ်သားမျိုးတွေဟာမိဘဘဝတွေပေါ်ရိုသေလေးစားကြပါဗျ။စီးပွားရေးအရခင်းနောက်ကျနေရပေမဲ့ဘဝတံမိုးနဲ့ပတ်သက်လို့ကတော့အမေရိကလိုနိုင်ငံမျိုးထက်အများကြီးတာလွန်မြင့်မားနေပါဗျ။ဒါပေမဲ့စီးပွားရေးရှုထောင့်တစ်ခုတည်းကကြည့်ပြီးတော့ဗုဒ္ဓဘာသာဝင်နိုင်ငံတွေကိုချမ်းသာဆင်းရဲအဆုံးဖြတ်ပေးလို့ရခြင်းဆိုရင်ဂျပန်နိုင်ငံကိုပဲပြရပါလိမ့်မယ်။ အခုခေတ်ကမ္ဘာမှာအရန်ချမ်းသာဆုံးနဲ့စီးပွားရေးအရအတိုးတက်ဆုံးနိုင်ငံတွေထဲမှာဂျပန်နိုင်ငံလဲတနိုင်ငံအပါအဝင်ဖြစ်ပါတယ်။အဲဒီမှာလူဦးရေ63ရာခိုင်နှုန်းဟာဗုဒ္ဓဘာသာအဖြစ်ခံယူသူတွေပဲဖြစ်ကြပါတယ်။မေဂွန်ဗုဒ္ဓဘာသာဝင်တွေပြုလုပ်တဲ့ကုသိုလ်ဖြစ်လုပ်ငန်းတွေဘာတွေအကြောင်းမကြာခဏဆိုသလိုမကြားသိရတာကဘာကြောင့်ပါလဲ။အဖြစ် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့သူတို့ပြုလုပ်တဲ့ကုသိုလ်ဖြစ်လုပ်ငန်းတွေအတွက်ဟိတ်ဟန်ထုတ်ပြီးပပလောလောလုပ်စရာမလိုဘူးလို့ခံယူထားတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့နှစ်တော်ကြာကဂျပန်ဗုဒ္ဓဘာသာကောင်ဆောင်နီခိုနီရဝါနိုဟာဘာသာပေါင်းစုံညီညွတ်မှုတိုးမြင့်ရေးလှုပ်ရှားမှုအတွက်တမ်ပယ်ပရိုက်ကိုရရှိခဲ့ပါတယ်။အလားတူမကြသေးခင်ကပဲထိုင်းယဟန်တော်တပါဖြစ်တဲ့စေချောက်သမားတွေအပေါ်သူ့ရဲ့အကျိုးဆောင်မှုလုပ်ရတဲ့အတွက် ဟောစာအချိန်ဝါကြီးမားလာတဲ့ Masisi Prize သူကိုချီးမြှင့်ခဲ့ပါတယ်။နောက်ထိုင်းရဟန်းတပါတော်ဖြစ်တဲ့အရှင်ကန္ဒယပိဝတ်ကိုလည်းကျေးလက်တောင်ပိုင်းတွေကမိဘမဲ့ကလေးတငယ်တွေကူညီဆောင်ရှောက်ပေးမှုအတွက်1989ခုနှစ်မှာနော်ဝေနိုင်ငံဆိုင်ရာကလေးတငယ်များငြိမ်းချမ်းရေးဆုနော်ဝေ GM Children Prize ကိုချီးမြှင့်ခဲ့ပါသေးတယ်။နောက်ပြီးအိန္ဒိယဆင်းရဲသားလူလူကြီးအတွက်အနောက်တိုင်းဗုဒ္ဓဘာသာဝင်တွေကလှူဆောင်ပေးတဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေအများအပြားရှိပါသေးတယ်။အခမဲ့စာတင်ကြောင်းတွေ၊ခလီဆောင်ရှောက်ရေးဌာနတွေ၊စီပီခန့်တွေ၊တနိုင်တပိုင်းရက်တီနိုင်ရေးအတွက်အသေးစားဆက်မှုလုပ်ငန်းတွေထူထောင်ပေးကြပါတယ်။ဗုဒ္ဓဘာသာဝင်တွေဟာလည်းတခြားဘာသာဝင်တွေလိုပဲသူတစ်ပါးကိုကူညီဆောက်ရှောက်ခြင်းဟာဘာသာရေးကျင့်စဉ်တစ်ခုဖြစ်တယ်လို့ခံယူကြပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာဝင်တွေကမိမိကိုယ်ကိုနာမည်ကြီးအောင်တော့ဖြင့်မလုပ်သင့် တူတူတိတ်တိတ်ကလေးပဲလှုပ်တင်တယ်လို့ယူဆကြတဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်တွေရဲ့ကုသိုလ်ဖြစ်လုပ်ငန်းတွေအကြောင်းမကြာခဏမကြားကြရတာနေမှာပါမိကွန်ဗုဒ္ဓဘာသာမှာဂိုင်းခွဲတွေဘာကြောင့်ဒီလောက်ထိမြမြဆဆာကွဲပြားနေတာပါလဲအဖြစ်တရားမျိုးစားတွေအမျိုးမျိုးရှိကြတယ်လို့ပါပဲတရားအညိုတရားအဖြူတရားမှုတ်တရားကဲတရားရင်ရေကဲတရားစုံလို့ပါပဲ ဒါပေမဲ့တီတကြားအမျိုးအစားတွေအားလုံးဟာတကြားရေကြီးဖြစ်ပြီးတော့ခြိုကြတာကြီးပါပဲ။လိုရင်လိုသလိုနီလန်းမျိုးစုံနဲ့အတုံးပြူနိုင်အောင်လို့ပုံစံအမျိုးမျိုးထောက်လုပ်ထားတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဟာလည်းဒီနီလန်းအတိုင်းပဲဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာ၊ဇန်ဗုဒ္ဓဘာသာ၊ပြူဝါလန်ဗုဒ္ဓဘာသာ၊ယာဂါဆာရနဲ့ဝစီယာယာနာဗုဒ္ဓဘာသာဂိုင်းတွေလည်းရှိပါတယ်။ဒါတွေအားလုံးဟာဗုဒ္ဓဘာသာရေကြီးဖြစ်ပြီးတော့ လွတ်မြောက်မှုဆိုတဲ့အနိတာရခြင်းအတူတူပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာ ပုံစံတွေအခုလောက်ထွေပြားသွားရတာကလည်းအဲ့ဒီဗုဒ္ဓဘာသာဂိုင်းတွေထွန်းကားတည်ရှိတဲ့ဒေသရဲ့ရင်းစေးမှုပေါင်းစုံနဲ့လာယောညီထွေရှိအောင်လို့ပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေနဲ့လာယောညီထွေရှိစေဖို့ဗုဒ္ဓဓမ္မကိုခေတ်အဆက်ဆက်အကြိမ်ကြိမ်အနက်ဖွင့်ယူလာခဲ့ကြပါတယ်။အပြင်းအထန်အဖြစ်ဗုဒ္ဓဘာသာအမျိုးအမည်တွေဆုံးအောင်ကွဲပြားကြပြီမဲ့လို့ အနှစ်သာရကတော့တစ္ဆာ၄ပါးနဲ့မက္ကင်၈ပါးပဲ ဖြစ်ပါတယ်။ဗုဒ္ဓဘာသာအပါအဝင်တခြားသောဘာသာကြီးတွေမှာလည်းခိုင်းပေါင်းများစွာ အတွေးခေါ်အုပ်စုပေါင်းများစွာကွဲပြားနေကြတာကြီးပါပဲ။ဒါပေမဲ့ဗုဒ္ဓဘာသာအစဉ်ပြိုင်ခိုင်းတွေ အချင်းချင်းတိုက်ပွဲဆင်တာရန်ဆောင်တာတွေမရှိခဲ့ကြသလိုအချင်းချင်းမလိုလားတဲ့အမုန်းပွားကြီးတဲ့အပြုမူတွေကိုလည်းမပြသခဲ့ကြပါဘူး။အခုခေတ်မှာဆိုရင် ခိုင်းခွဲအချင်းချင်းတွေရဲ့အကြောင်းခံဖျားရေးစီကိုအပြန်အလှန် ဝင်ထွက်သွားလာနေပြီးတော့အတူတကွဝိပြူရာမျိုးတွေတောင်ရှိလာပါပြီဒီလိုမျိုးတီးခံခွင့်လွတ်တာနားလေစာနာတွေဟာ ကပါမကိုရှက်ရှာပပပါပဲမိကောဗုဒ္ဓဘာသာတခုတွေကသာမြင့်မြတ်တယ်မှန်ကန်တယ်ဆိုတော့တခြားဘာသာတွေအားလုံးကမှားယွင်းကြတယ်ပေါ့အဖြစ်ဗုဒ္ဓတရားတော်ကိုနားလေသဘောပေါက်တဲ့ဘေဗုဒ္ဓဝါဒီကမဆို တခြားဘာသာတရားတွေဟာမှားယွင်းကြတယ်လို့မယူဆပါဘူး တခြားဘာသာတရားတွေကိုပုံပွင့်လင်းလင်းထိထိမိမိလေ့လာဆန်းစစ်လို့တဲ့သူတူအနေနဲ့အဲ့ဒီလိုမျိုးမတွေးခေါ်တင်ပါဘူးမတူကွဲပြားတဲ့တခြားဘာသာတရားတွေကိုဆန်းစစ်လေ့လာရမှာပထမဆုံးသိထားရမယ့်အချက်ကအဲ့ဒီဘာသာတွေထဲမှာ အများအကျိုးဆောင်မှုဘလောက်ပါဝင်တယ်လဲဆိုတာပါပဲလူသားရဲ့မျက်မှောက်အနေထားဟာချိန်နဲ့နှစ်သိက်လောက်ဆရာမရှိဘူးလို့ပဲဘာသာတရားတွေကအားလုံးကအတိအမှတ်ပြုထားကြပြီးတော့ လူသားရဲ့လက်ရှိအနေအထားကိုမြင့်တင်ခြင်းနဲ့ဆိုရင်စိတ်ထားနဲ့အကျဉ်းစရိုက်တွေကို ပြုပြင်ပြောင်းလဲကြဖို့လိုအပ်တယ်လို့အားလုံးကယုံကြည်ကြပါတယ်။မေတ္တာ၊ကရုဏာ၊ခန္တီ၊စေတနာတရားနဲ့လူ့ချစ်ဝတ်တွေဂိဟိဝိနာယတွေပါဝင်တဲ့ကိုကျင့်သိက္ခာတရားကိုဘာသာတိုင်းလူလူကဟောညွှန်ကြပြီးတော့အဲ့ဒီတရားတွေရဲ့အကျွမ်းမဲ့ဖြစ်တည်မှုကိုလည်းလက်ခံထားကြပါဗျာ။ မြစ်တာကိရုဏာစတဲ့ဒီဓမ္မအကြောင်းတွေကိုဖော်ထုတ်ရှင်းလင်းဖို့အတွက်တော့သက်ဆိုင်ရာပါတာစကားတွေအခေါ်အဝေါ်တွေနဲ့သင်္ကေတတွေကိုနီးစပ်ရာကိုပါဟန်တွေနဲ့သုံးနှုန်းဖော်ပြကြပါတယ်။ဘာသာရေးပဏိပခတွေမောက်မာမှုတွေနဲ့ကိုငချင်းကိုချင်းမှုတွေပေါ်ပေါက်လာရတဲ့ဆိုတာကလည်းတစ်ဖက်သက်ကျင်းမြောင်းတဲ့သုံးသက်ဖော်ပြတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ကြပါတယ်။မက်ခွက်ကလေးတစ်ခွက်ကိုဝိုင်းကြည့်နေကြတဲ့လူစုစုကိုစိတ်ကူးနဲ့မှန်းကြည့်ကြပါစို့။ သူတို့ထဲမှာအင်္ဂလိပ်၊ပြင်သစ်၊တရုတ်နဲ့အင်ဒိုနီးရှားလူမျိုးတူတို့ပါဝင်ကြပါတယ်။အင်္ဂလိပ်လူမျိုးကပြောလိုက်တယ်ဒါမတ်ခွက်ကလေးပေါ့တဲ့။ပြင်သစ်ကဒါကိုဖယ်ချပြီးအပြေပေးလိုက်တယ်။မဟုတ်သေးဘူးလေဒါကတက္ကစီပဲဟာတဲ့။တရုတ်ကလည်းသူထင်မြင်ချက်ကိုဖော်ထုတ်တယ်။မင်းတို့တွေပြောနေတာမှားတယ်ဒါကပါဤလို့ခေါ်တယ်တဲ့။အင်ဒိုနီးရှားကအားလုံးကိုဟာတလုပ်ပြီးပြောချလိုက်တယ်။မင်းတို့တွေတော်တော်အားကြပါလား။ဒါကကဝမ်နဲ့လေ အဲ့ဒီမှာအင်္ဂလိပ်ကအပိဒံဆောင်ကြီးဆွဲဖွင့်ပြီးဒီမှာကျွန်တော်သက်တည်ပြနိုင်ပါတယ်ဒါက CUP Cup ခွက်ကလေးပဲဖြစ်တယ်တဲ့ကျွန်တော်အပိဒံကဒီလိုပဲဆိုရပြလို့ထောက်ပြတယ်ဒါဆိုခမအပိဒံကအမားကြီးပဲဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်အပိဒံကဒါကိုတက်ဆီလို့တည်တည်ချာချာရှင်းပြထားတယ်လို့ပြင်သစ်ကပြောတယ်တရုတ်ကသူတို့နှစ်ဦးစလုံးကိုလှောင်လိုက်ပြီးတော့ ကျွန်တော်အပိဒံကခမရရဲ့အပိဒံတွေထက်နှစ်ပေါင်းထောင်ချီပြီးတော့ရှိကြတယ်။ဒါကြောင့်ကျွန်တော်ရဲ့အပိဒံကပဲအမှန်ဖြစ်ရမယ်။ပြီးတော့တရုတ်စကားပြောတဲ့သူကကဘာမှာလူဦးရေအများဆုံးမှုလို့ဒါဟာပိုင်းပဲဖြစ်ရမယ်လို့ပြောတယ်။အဲ့ဒီလိုနဲ့ဝိုင်းဖွဲ့ညှိခုံနေကြတော့မှပဲဘုရားဘာသာဝင်တဦးရောက်လာပြီးခွက်ကလေးတွေကအရှိကိုတောက်ချလိုက်တယ်။ပြီးတော့မှဒါကိုခမရတို့ကခွက်ပဲခေါ်ခေါ်တက္ကစီပဲခေါ်ခေါ်ပိုင်းလို့ပဲပြောပြောကဝံလို့ပဲတုံတုံ ဒီခွက်ကလေးရဲ့ရွေချက်ကတော့လူတွေအတုံးဆွဲပြုဖို့ပဲအငင်းပွားမှုကိုရပ်ပြီးတောက်ပဲတောက်သုံးတော်မူကြပါခိုက်ရန်ဖြစ်ပွားမှုကိုဖယ်ရှားပြီးရေစာမှုကိုဖြည့်သိမ့်တော်မူကြပါလို့ပြောပြတယ်။ဒါဟာတခြားဘာသာတွေအပေါ်မှာ ထားရှိတဲ့ဗုဒ္ဓဘာသာရဲ့သဘောထားပါပဲ။မေကွန်ဗုဒ္ဓဘာသာဟာတိဗ္ဗံနိလန်ကောကြပါရဲ့လား။အဖြစ် ဒီအမေးကိုမမေးခင်သိပ်ပန်းဆိုတဲ့ဝဟာရကိုအတိတ်ပဲဖွင့်ဆိုရင်ပိုကောင်းပါလိမ့်မယ်။အပိဒံအဖွင့်အရာသိပ်ပန်းဆိုတာစနစ်တကျလိလာစူးစမ်းရမှာရရှိအပ်တဲ့အတတ်ပညာအသိပညာပဲဖြစ်ပါတယ်။စနစ်တကျဆိုတာမှာရေဘူးရသဘာဝနိယာမသဘောတရားတွေကိုဖော်ထုတ်ပြီးတကယ်စစ်မှန်တဲ့အချက်အလက်တွေကိုလက်တွေ့ကျကျရှုမြင်စမ်းသပ်မှုတွေကိုအားကိုးပြုတဲ့စံနှုန်းပဲဖြစ်ပါတယ်။အဲ့ဒီလိုစနစ်အတွင်းသွင်းယူနိုင်လောက်တဲ့ပညာနဲ့အတိအကျတည်တည်ချာချာ လီလာစစ်စည်းခံနိုင်လောက်တဲ့အထက်ကဆိုရင်တတိပညာတွေရဲ့စင့်ဘွားပညာရက်တွေအလုံးဟာတိတ်ပံပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာမှာဒီဖွင့်ဆိုချက်နဲ့မကိုက်ညီတဲ့အတွေးအမြင်အယူဆတွေလည်းရှိနေပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာရဲ့အတ္တကကြတဲ့တသနာကတော့တစ္ဆာလေးပါတရားတော် The Four Noble Truths ပဲဖြစ်ပြီးတော့ဒါတစ္ဆာတရားတော်ရဲ့စံနှုန်းတွေဟာတိတ်ပံပညာဖွင့်ဆိုချက်တွေနဲ့လုံးဝကိုက်ညီလျက်ရှိပါတယ်။ စ္စာလေးပါအနံပထမဆုံးဖြစ်တဲ့ဒုက္ခသစ္စာဟာရှင်းလင်းပြသနိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ဒုက္ခဆင်းရဲခြင်းအစင်မှန်ဖြစ်တည်ရဲဆိုတာကိုယ်တွေ့ဆုံးစည်းဖြတ်တန်းလို့ရနိုင်ပါတယ်။တိုင်းတာချင်းချင်းလို့လည်းရနိုင်ပါတယ်။ဒုက္ခဖြစ်ရခြင်းရဲ့ပကတိအကြောင်းရင်းခံဖြစ်တဲ့တဏှာသမှုတရားကိုဒုတိယမြောက်အရိယသစ္စာမှာဖော်ပြပြီးဒါကိုလည်းပထမသစ္စာနဲ့အလားတူပဲရှင်းလင်းပြသလို့ရနိုင်ပါတယ်။ကိုယ်တိုင်ဆုံးစည်းဖြတ်တန်းလို့ရနိုင်ပါတယ်။ တိုင်းတာချင့်တွက်လို့လည်းရနိုင်ကောင်းပါတယ်။စံပြရှုပ်ထွေးလာတဲ့ဒါမှမဟုတ်ဒဏ္ဍာရီဆန်နဲ့ဝဟာရာတွေကိုတုံးပြီးယုတ်တိပြရှင်းလင်းဖွင့်ဆိုဖို့စူးစမ်းတာမျိုး လုံးဝမပါရှိပါဘူး။တတရမြောက်အရိယသစ္စာရဲ့အရာကတော့ဒုက္ခရဲ့ခြုံငင်ရာ နိဗ္ဗာန်နိရောဓသစ္စာပါပဲ။ဒုက္ခရဲ့ချုပ်ငြိယာဖြစ်တဲ့ဒီအစဉ်ကိုတန်ဖိုးရှင်တို့ခရရလို့ယုံကြည်လို့ဝိပုစုတောင်းလို့ရနိုင်တာမျိုးမဟုတ်ဖ ೇನೆ ဒုက္ခဖြစ်ပွားစေတဲ့အကြောင်းရင်းကိုဖယ်ရှားခြင်းကသာတဘာဝကြစွာရရှိနိုင်တာပဲဖြစ်ပါတယ်။ဒါဟာအလွန်တရာမှရှင်းလင်းသိသာလာတဲ့အချက်ဖြစ်ပါတယ်။သရုပ်ရမြောက်အရိယသစ္စာကတော့ဒုက္ခကိုချုပ်ငြိမ်းစေတဲ့လမ်းစဉ်မကသစ္စာပါပဲ။ဒုက္ခကိုချုပ်ငြိမ်းစေဖို့ရန်ဘာကိုမှအာကိုပြုစရာမလိုပဲ။အင်္ဂါ၈ပါးရှိတဲ့လမ်းကိုသာကြင်ကြံအားထုတ်ဖို့လိုပါတယ်။ ပြီးတော့အဲ့ဒီအကျင့်တရားလမ်းစဉ်ရဲ့လက်တွေ့ကျမှုကိုစမ်းသပ်ကြည့်ဖို့လဲဗုဒ္ဓကလမ်းဖွင့်ပေးထားပါဗျ။ဖန်ဆင်းရှင်ပေါ်ယုံကြည်အမိတဟဲပြုမှုတွေကိုသိပ္ပံပညာကပြစ်ပယ်တယ်လို့ဗုဒ္ဓဝါဒကလည်းလက်မခံပါဘူး။ပြီးတော့စัจ java လာရဲ့မူလ origin နဲ့ပြဋ္ဌာန်းမှု walking တွေကိုတဘာဝနိယာမ natural law အရဗုဒ္ဓဝါဒကရှင်းလင်းပြသပါဗျ။ဒီချက်တွေအားလုံးဟာဗုဒ္ဓဘာသာရဲ့တကယ်သိပ္ပံနိလန်းကြတဲ့အတွေ့အမြင်တွေပဲဖြစ်ပါတယ် တခါဗုဒ္ဓအနေနဲ့လူတွေကိုအစဉ်သဖြင့်တတိပေးနှိုးစော်လေးရှိတဲ့အချက်တစ်ခုကတော့နှိုင်းနှိုင်းချွတ်ချွတ်လ ీల ာစုံစမ်းမှုမရှိဘဲမျက်ကန်းယုံကြည်မှုကိုမပြုကြလင်တစုံတရာကိုလက်ခံယုံကြည်အပ်သည် မခံအပ်သည်ကို မဆုံးဖြတ်မီမေးမြန်းနိုင်ယူကြလ ీల ာစစ်ဆေးကြစူးစမ်းချင့်တွက်ကြမိမိတို့ရဲ့အတွေ့အကြုံပေါ်၌သာအားကိုးပြုဆုံးဖြတ်ကြဆိုတာပဲဖြစ်ပါတယ်ဒါဟာဗုဒ္ဓကိုယ်တိုင်ရဲ့တိတ်မှန်ဆန်တဲ့စိန်ခေါ်တံပဲဖြစ်ပါတယ် ဗုဒ္ဓဟာအောက်ပါကဲ့သို့မိန့်တော်မူခဲ့ပါတယ်။မြင်ယုံကြားယုံမှဖြင့်သို့မဟုတ်မီယိုးဖလာထုံးစံဖြစ်ကားများနှင့်လက်မခံလေနှင့်ကောလာဟာလာကြောင့်သို့မဟုတ်စန်းစာထဲ၌လာရှိသည်ဟု၍လည်းလက်မခံကြလေနှင့်တဆင့်စကားကြားကားများဖြစ်၎င်းအကျိုးကြောင့်စီလျော်မှုရှိကားများဖြစ်၎င်းလက်မခံကြနှင့်ကျန်စီစိတ်ကူးမှန်းဆ၍၎င်းသူတပါးဤဆွမ်းရည်ကိုအထင်ကြီး၍၎င်းလက်မခံလေနှင့် ငါတို့ဤဆရာဖြစ်သည်ဟူသည်အတွေးနှင့်လည်းလက်မခံလေနှင့်ဤရာကောင်းသည် အပြစ်ကင်းသည်ပညာရှိများချီးကျူးသည်စသည်တို့ကိုမိမိကိုယ်တိုင်သိမြင်၍လက်တွေ့ကျင့်သုံးစီးပူးသောအခါနိဗ္ဗာန်သို့ရှေးရှုပြု၏ထိုလန်းကိုသာလိုက်ပါလိဒါကြောင့်ဗုဒ္ဓဘာသာဟာသိပံပညာနဲ့ချွတ်ဆွတ်သူမကန့်ညီသည့်တိုင်သိပံသဘောတည်ရောက်မှုအပြည့်အဝရှိတယ်လို့တော့ဆိုနိုင်ပါတယ် တခြားဘာသာတွေနဲ့ဆိုင်ရင်ဘယ်ဘာသာထက်မဆိုဗုဒ္ဓဘာသာကပို့ပြီးတော့သိပ္ပံနီးကြပါတယ်။20ရာစုခေတ်ရဲ့သိပ္ပံကဝိတဦးဖြစ်တဲ့ Albert Einstein ရဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အောက်ပါထုတ်ဖော်ပြချက်ကို ပို့မှုခိုင်မာစေပါတယ်။နောက်တွင်ပေါ်ထွန်းလာမည့်အနာဂတ်ဘာသာရေးဆိုတာစကြဝဠာဘာသာပဲဖြစ်ပါလိမ့်မယ်။အဲ့ဒီစကြဝဠာဘာသာဆိုတာတတိပုဂ္ဂလဆန်တဲ့ဖျား personal god အစွဲပေါင်းကိုကျော်လွန်ရမယ်။ တယတိဝါရဆွဲနဲ့တယတိဘာသာရပညာဆွဲတွေလည်းကင်းရှင်းရပါလိမ့်မယ်။တဘာဝကိုရောဓမ္မကိုပါ လွှမ်းခြုံမိတဲ့ဒီဘာသာရေးမျိုးဟာအရာရာကိုလေ့လာသိမြင်အပ်တဲ့အတွေ့အကြုံတွေတဘာဝဓမ္မနဲ့ဆက်ဆံမှုရှိပြီးအတိတ်ပဲလည်းပြည့်စုံတဲ့ညီညွတ်စုစည်းမှုတွေကနေစစ်ထုတ်လို့ရရှိလာတဲ့ဘာသာရေးအသိစိတ်ပေါ်အခြေခံတဲ့ဘာသာရေးမျိုးဖြစ်ရပါလိမ့်မယ်။ ဗုဒ္ဓဘာသာဟာဒီအချက်လက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။အကယ်၍မြတ်မောက်ခေတ္တပံပညာရဲ့လိုအပ်ချက်တွေကို ဖြည့်ရှင်းနိုင်တဲ့ဘာသာတစ်ခုရှိတဲ့ဆိုရင်အဲ့ဒီဘာသာဟာဗုဒ္ဓဘာသာပဲဖြစ်ရပါလိမ့်မယ်။